ဟာအကတကလည်း medical emergency ပါပဲเนาะအရေးပေါ်အသက်အန္တရာယ်အရန်ကိုစိတ်ဝင်ရတဲ့ယောဂတစ်ခုပါပဲနှလုံးကြွက်သားတွေအောက်ဆီဂျင်မရောက်တဲ့အခါမှာပုတ်သွားပေါ့ပုတ်သွားတဲ့အခါမှာသူကအလုံးဝဟာကလည်းရအာရင်ဘက်အောက်နေဆိုပြီးတော့ဝုန်းနေလဲကြတာမျိုးဖြစ်တယ်အဲ့တော့ဟာအကတက အဲအဓိကလက္ခဏာတွေကဘာလဲဆိုတော့ဘဲဘက်ရင်ဘက်အောင်တယ်ဘဲဘက်မေးယိုကြိုက်တယ်ဘဲဘက်လမောင်းကြိုက်တယ်ဒီနှလုံးဟတ်တက်ကအစသည်ဒီတွေးသူတို့စီးကြိုတို့ကိုလက်စထရောတွေးတွေးကိုလက်စထရောများတာတို့ကစပါတယ်ဒါကြောင့်မလို့တွေးပေါင်ချိန်ကိုမှန်မှန်ခရူးဆိုင်ပြီးတော့ဟိုချိန်မှာတွေးကြစီကိုနှိမ့်စင်မှန်မှန်တောက်ပါပြီးရင်စီးကြိုရှိရဆိုလဲစီးကြိုကိုဆေးကိုမှန်မှန်တောက်ပါအစားတောက်ကိုစင်ချင်ပါ ထောက်တက်ကလည်း medical emergency ပါပဲเนาะအရေးပေါ်အသက်အန္တရာယ်အရန်ကိုစိတ်ဝင်ရတဲ့ယောဂတစ်ခုပါပဲ heart attack လို့ခေါ်တဲ့နှလုံးယောဂတိတိကျကျပြောမယ်ဆိုရင်နှလုံးတွေးကြောပိတ်တာပေါ့เนาะဟိုစိတ်ပညာမှာ myo cardiac infarction နှလုံးမဆယ်ပုတ်သွားတယ်လို့လည်းခေါ်ပါတယ်เนาะအဲ့တော့ဒီယောဂါကကြတော့ life sign ကြောင့်ဖြစ်တာတချို့လည်းအဖေမေဖိုးပွားမှာအာဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂရှိရဆိုရင်ကိုယ်မှာရှိဖို့ chance များတယ်နောက်တစ်ခုကတွေးတိုးယောဂရှိတဲ့သူ ကွာသွေးကြဆီကိုမှန်မှန်မတောက်ထားဘူးဆိုရင်သူဒီနှလုံးရောဂါဝင်လာနိုင်တယ်အခုအဲလိုင်းပေါ်မှာလူပြောများနေတဲ့ heart attack ကကြာနှလုံးသွေးကြောကျင်းတယ်ပြီးတော့နှလုံးသွေးကြောပိတ်တယ်ပြီးတော့ပိတ်ကနေပြီးတော့နှလုံးကြွက်သားတစ်ခုလုံးပုတ်သွားတာပေါ့နော်နှလုံးရဲ့အလုတ်ကသူကကောင်းကောင်းဒီလိုမျိုးသွေးတို့ပတ်မလုပ်ရတာဟုတ်ပတ်မလုပ်ဖို့အတွက်သူကလည်းထုံးစံအတိုင်းအလုတ်လုတ်ဖို့အောက်ဆီဂျင်လိုတယ်အဲ့တော့သူ့ကိုသွားတဲ့ဒီသွေးလမ်းကြောင်းက ဘယ်လိုအခါမျိုးတွေမှာပိတ်တက်လဲဆိုတော့ဥမာကိုစားတဲ့အစားအသောက်တွေအစီအိမ်တွေများလာတယ်အဲ့တော့သွေးတွေမှာကိုလက်စတရောတွေများလာတယ်အဆီတွေများလာတယ်အဲ့တော့အရင်ဆုံးသွေးကြောနေရလေးတွေကကျင်းလာတဲ့အဆီကလေးတွေနဲ့အဲ့အဆီကလေးတွေကများ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 လာပြီးတော့လုံးဝပိတ်တဲ့အထိဖြစ်သွားတယ်ပိတ်တဲ့အထိဖြစ်သွားတဲ့အခါမျိုးကျရင်ပေါက်ထွက်သွားအောင်ပေါက်ထွက်သွားတဲ့အခါကျအထက်မှာသွေးကဲသွေးကဲကပါပေါက်သွားပါတော့နော်သွေးကဲကပါရွေ့သွားပြီးတော့နှလုံးမှာသွားပြီးတော့ ပိတ်တာเนาะနှလုံးမှာသွားပြီးပိတ်တယ်အဲ့ခါကျရင်နှလုံးကြွက်သားတွေအောက်ဆီဂျင်မရောက်တဲ့အခါမှာပုတ်သွားပုတ်သွားတဲ့အခါမှာသူကအလုံးဝ heart attack ရပြီအာရင်ဘက်အောက်နေဆိုပြီးတော့ဝုန်းနေလဲကြတာမျိုးဖြစ်တယ်အဲ့တော့ heart attack က အဲအဓိကလက္ခဏာတွေကဘာလဲဆိုတော့ဘဲဘက်ရင်ဘက်အောင်တယ်ဘဲဘက်မေယိုကြိုက်တယ်ဘဲဘက်လမောင်းကြိုက်တယ်တချို့တွေကျတော့ချက်ချင်းဝုန်းကနေလဲတာမျိုးမဟုတ်ဘူးဒီအပိုင်းကိုရီလက်တွေကြိုက်နေရဒီတရက်နှစ်ရက်လောက်မှာဘဲဘက်လက်ကြီးကြိုက်နေရဘဲဘက်မေယိုကြီးကြိုက်နေတယ်အဲ့လိုလက္ခဏာမျိုးလေးနေလာရတယ်နော်ချွေးစည်းလေးပြန်မင်းပြီးနှလုံးခုန်မှန်တန်ရှင်တတလက်တုံနေတာမျိုးတွေမူးရှင်မောခြင်းလိုမျိုးပြို့တာအန်တာမျိုးနော်တချို့ကျတော့လည်းဒီဘဲလက်တွေမဟုတ်ဘူးကိုလက်တွေတကူလုံးကြိုက်တယ်ပေါ့နော်အဲ့တော့ကိုကိုဒီလိုလက္ခဏာလေးဖြစ်ပြီးဆိုရင်ဂယူးဆိုင်ရမယ်နောက်တစ်ခုကသွေးတို့ရောဂါရှိရဆိုရင်နှလုံးရောဂါ င်လာဖို့များတယ်သေတို့နှလုံးရှည်ဆိုရင်စီးကြုံဝင်လာဖို့များတယ်အဲ့ယောဂါ၃ခုကနော်အမျိုးတွေလိုပဲကျမခဏပြောတယ်တခုဖြစ်ရင်ကျန်တဲ့ယောဂါတွေကလည်းဝင်လာနိုင်တယ်အဲ့ဒါကြောင့်မလို့သွေးပေါင်ခြင်းကိုမှန်မှန်ဂရုစိုက်ပြီးတော့ဟိုချိန်မှာသွေးကြဆီကိုနှိမ့်စင်မှန်မှန်တောက်ပါပြီးရင်စီးကြိုရှိရဆိုလဲစီးကြိုကို ဆေးကိုမှန်မှန်တောက်ပါအစားအသောက်ကိုစင်ကြင်ပါအဲ့တော့ heart attack ကကြာအဓိကအသက်သေဆုံးရတာကကာဒီယိုဂျန်နစ် shock ကိုနော်လုံးဝ shock ရသွားတယ်ပြီးရင်နှလုံးကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့သူကညှစ်ရတာဟိုလိုဖတ်မလုံးနိုင်တော့ဖတ်မလုံးနိုင်တော့ပြီးခါကြရင်နှလုံးခုန်လုံးက arrhythmia လို့ခေါ်တာပေါ့ခုန်ကျင်တယ်လို့ခုန်တာမြန်ကျင်မြန်မြန်နေကျင်နေဝပဲအဆိုးဆုံးကတော့ cardiac rupture နှလုံးလုံးဝကွဲထွက်သွားတာအဲ့လိုဟာမျိုးဆိုရင်တော့ဒီ၃ချက်ချက်အသက်သေဆုံးရတာပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကိုကဂရုစိုက်ရမှာကကိုနေ့စဉ်စားတောက်မဲ့အစားအသောက်တွေမှာဆိုရင်တဏ နိုင်တယ်မြအပြင်စာတွေမစားနဲ့ပေါ့ Facebook တွေမစားနဲ့ပေါ့အတီအရွက်ဟင်းသီးဟင်းရွက်နော်အတီအနှံတွေကိုပူစားမယ်ရေများများတောက်မယ်ရေများများတောက်လဲဆိုကျွန်တော်တို့လည်းတောက်တာပဲကျမတို့လည်းတောက်တာပဲဆိုရင်ဟိုကိုတောက်တဲ့ရေကနဲလားများလားသိချင်းစီးသွားရင်စီးရအောင်ကြီးကြီးလိုက်အဝါရောင်ဖြစ်နေမဟုတ်သေးဘူးဝါဖြော့ဖြော့ဆိုလည်းမဟုတ်သေးဘူးလုံးဝရေလိုကာလာဖြစ်နေဆိုမှအရမ်းမှန်တာနော်အဲ့တော့ဟိုတောက်ချိန်ပြီးတော့တောက်နိုင်နေဆိုတော့ဒီတလီတာဘူးနဲ့အနည်းဆုံး2 to 3လီတာတောက်ဒါကသွေးပြစ်တာတွေဘာမှမဖြစ်တော့ဘူးနောက်တစ်ခုက skin အတွက်လည်းကောင်းတယ် overall ကျန်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်အားအကြောင်းမလို့ကိုကအစားအသောက်ကိုမဖြစ်ခင်ကတည်းကကျူကားခဲ့မယ်ဆိုရင်အစားအသောက်ကိုဂယူဆိုင်ကိုကမျိုးရိုးလေးရှိတယ်ဆိုရင်ပိုပြီးဂယူဆိုင်အဲ့ဒါအောင်မကိုကမစင်မချင်းစားလိုက်ပြီလို့ဖြစ်ပြီးဟေ့ဆိုရင်လေသွေးပေါင်ချိန်မှန်မှန်တိုင်းပါပြီးရခါကျရင်သွေးကြဆီကိုမှန်မှန်တောက်ပါအဲ့ဘာမှန်မှန်ဘာလို့တိုင်းခိုင်းရလဲဆိုရင်ဆိုပါဆိုဆရာမေကကိုဒီ M long ဆေးတောက်ခိုင်းလိုက်တယ်ဆိုပါဆိုအဲ့ M long five ကိုနေ့တိုင်းတောက်နေတဲ့အချိန်မှာကိုကသွေးပေါင်ချိန်ကျသွားပြီလားပေါ့နော်ကျသွားပြီလားဆိုတာကိုသိဖို့လိုအပ်တယ်အဲ့တော့ဒီမနေ့9နာရီမှာသွေးပေါင်ချိန်ဘယ်လောက် အမလုံးစေးတောက်တယ်အလုတ်သွားတယ်ညနေပြန်လာတဲ့ရေမိုးချိုနားပြီးတော့အိတ်ခန်ကြီးကြမှာသွေးပေါင်ကြီးတစ်ခါတိုင်းနဲ့ည9:00နာရီမှာသွေးပေါင်ကြီးပလောက်အဲ့တော့တနေ့တနေ့တနေ့နဲ့တပတ်စရဲ့အစတဖြစ်ပေါ့အဲ့လိုတိုင်းထားတလားလောက်ကြားရခါကျရင်ကိုဆီယံဝင်နဲ့ပြန်ပြ follow up ပြန်ပြရတယ်အဲ့လိုပြန်ပြတဲ့အခါမျိုးမှာကြည့်ရမှာဆီယံဝင်ကအော်ဟုတ်ပြီ M long 5ကိုသူတနေ့တလုံးတောက်တာသွေးပေါင်ကြီးကတော့မှန်နေတယ် control ရနေ okay ဆက်တော့မီးစိမ့်ပြလိုက်ပြီအဲ့တော့သွေးပေါင်ကြီးတိုင်းတာဒီအိမ်တိုင်းမှာ ရှိတင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနကပြောလို့ပဲသွေးပေါင်ချိန်တွေကအရင်ဆောင်တက်နေရကိုကမတိုင်းတဲ့အတွက်မသိဘူးမသိရအခါမှာနှလုံးမဆဲတွေကယောင်လာလို့ကြီးလာလို့ဖြစ်သွားပြီးနှလုံးကကောင်းကောင်းပတ်မလုပ်နိုင်တော့အခါကျ heart failure ဝင်ပြီး heart attack တွေပါတယ်ရနိုင်ရှိများပါတယ်ဒါကြောင့်မလို့ဒီနှလုံး heart attack ရဲ့အစသည်ဒီသွေးသွိုးတို့စီးကျူတို့ cholesterol သွေးတွေ cholesterol များလာလို့ကစပါတယ်ဒါကြောင့်မလို့ကိုတောက်နေရဆေးတွေကိုနှင်းစင်မှန်မှန်တောက်ဆရာဝင်ရရက်ဆိုပုံပေါ်မှာရက်ပြီးတိုင်းဆရာရှိတဲ့တိုင်းအမဲ့သွေးသွိုးတို့စီးကျူတို့အဲ့ဒါလေးတွေပုံမှန်လေးတိုင်းမှုအင်မတန်အရေးကြီးပါတယ် ်။ तू လဲသွားပြီဆိုဘာဖြစ်တာလဲအသက်ရှူလားအသက်ရှူတယ်ဆိုရင် ိစ္စမရှိဘူးအသက်မရှိဘူးဆိုတော့မတို့ကအမှကာဒိုပါမိုနရီရက်ဆာဒေးရှင်းလုပ်ပေးရမှာဟတ်တက်တို့သွေးတိုးတို့ဆိုတာလဲ stress များရင်ဖြစ်တာ ਉਹ stress ရဲ့နေရာမှာစိတ်ဖိစီးမှုစိတ်တိုးတာဝမ်းနည်းတာပျော်လွန်းတာ emotion အရန် extreme ဖြစ်တာမရဘူးတခါလေကြာရင်ငြိအရန်ပူတယ်ရာသီဥတုအရန်ပူတဲ့ခါလဲဒါလဲ physical stress တစ်ခုပဲအဲ့ဒါလဲသူ့ပေါ်မှာဖိစီးမှုဖြစ်တယ်အဲ့လိုအခါမျိုးကြာရင်ဒီဟတ်တက်တို့ဘာလို့ကပူဆိုးတက်တယ်ပေါ့နော်ဝိလာကဲ check လုပ်ကြည့်လိုက်အသက်ရှူလားစမ်းကြည့်လိုက်ရင်ဘတ်လှုပ်လားနှိမ့်ချမရှိမဟုတ်ဘူးဆိုရင်မတို့ကကာဒိုပါမိုနရီရက်ဆာဒေးရှင်းအရေးပေါ်အသက်ကယ်တာလုပ်ပေးရတော့မယ်နော်အရေး ရောအသက်ကြီးအောင်လုပ်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်နည်းနဲ့လုပ်ဖို့လိုအပ်ပါတယ်เนาะအရင်ကလည်းပြောဖို့ပါတယ် လက်ကြီးနဲ့ဒီလိုမျိုးကြီးသွားပြီးတော့ဖြိနေတာမျိုးမဟုတ်ဘူးပေါ့နော်။သူကဒီရင်ကောင်းတက်တဲ့အလေပေါ့နော်။ရင်ကောင်းတက်တဲ့ဒီအယိုးရှိရတယ်။အဲ့အယိုးပေါ်မှာခန္ဓာကိုယ်တစ်ခုလုံးကအားနဲ့ဖြိရတာနော်။ကိုယ်ရဲ့လက်နှစ်ဖက်မှာဒီလိုလော့ကလော့လိုက်မယ်။လော့ကလော့လိုက်ပြီးတော့ဒီလက်ဖနှောင်းနဲ့ခုနပြောတဲ့အယိုးပေါ်ကိုဖြိချရမယ်။အဲ့လိုဖြိချတဲ့နေရာမှာ90ဒီဂရီ60ဒီဂရီဖြိရမယ်။အဲ့တော့လူကဒီလိုမျိုးလှဲနေတယ်။လူနာကဒီလိုမျိုးလှဲနေတယ်။ဒါလူနာကလူနာရဲ့ရင်ညို့ရင်ညို့ရိုးပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ခုနဒီလိုမျိုးထတ်ထားတဲ့ဒီလက်ဖနှောင်းကရင်ညို့ရင်ညို့ရဲ့ပေါ်မှာအဲ့လိုမျိုးသွားတင်တဲ့အခါ60ဒီဂရီဖြိရမယ်။အဲ့ 90ဒီဂရီနဲ့တကိုယ်လုံးရဲ့ weight နဲ့ဖြိချ တကူလုံးကဝိတ်နဲ့ဖြည့်ချလက်မောင်းအားလေးနဲ့မဟုတ်ဘူးအဲ့တော့မှသာလေဒီရင်ဘက်ကြီးကအောက်ကိုနှိမ်စင်းနှိမ်စင်းနှိမ်စင်းွားမှာเนาะအဲ့လိုမျိုးနှိမ်စင်းွားပြီးတော့မှမတို့ကအချက်60လောက်စတဲ့စတဲ့ဖြည့်ရောမှာဒီဗဇက်သေးကိုလေမှုတ်သွင်းရတာအဲ့ခါကျရင်ဆုံးကြည့်ရတဲ့ဗဇက်မှာဘာတွေပိတ်နေလဲသွားတူရေရွှေအန်ကက်တွေဘာတွေပိတ်ဆို့နေလားဒါမှမဟုတ်အစားတောက်ဘာတွေရှိနေလဲအဲ့ဒါတွေ check လုပ်ရတယ်အဲ့လိုပိတ်ဆို့နေရမရှိဘူးဆိုရင်သူကဒီနားလေးကိုဒူလီမှာပိတ်ဆို့နေရမရှိဘူးဆိုတော့မှဒီလူနာရဲ့ဗဇက်တစ်ခုလုံးကိုအုပ်ပြီးတော့ ကိုပါစက်နဲ့ငုံပြီးတော့ဘာမှမရှိဘူးအရေးပေါ်ဆိုလေမှုတ်သွင်းရတာเนาะကိုရီးယားကားတွေကလို kiss ပေးတာမဟုတ်ဘူးเนาะဟိုအမှားနေမှာဆိုတော့အရင် romantic ဖြစ်တယ်လို့မထင်နဲ့အရင် romantic မဖြစ်ပါတေလောက်အောင်ကြောက်ဖို့ကောင်းပြီတေလောက်အောင်စိုးရင်ရတဲ့အခြေအနေမျိုးပါเนาะအဲ့ဒါဘယ်အချိန်ထိလောက်အောင်มาလဲဆိုတော့ emergency ကားမရောက်မရှင်းစေုံမရောက်မရှင်းလောက်ခေရပါဆို emergency ကားရောက်ပြီဆိုရင်တော့ oxygen တွေပါတယ်တက်ပြီးတော့အဆင်ပြေသွားမှာပါဒါကြောင့်မလို့လူတိုင်းပေါ့เนาะလူတိုင်းမဟုတ်ဘူးဆိုရင်အိမ်တိုင်းမှာတယောက်နှစ်ယောက်လောက်ကတော့ CPR အမှန်မှန်ကန်ကန်လုပ်နေတည်တည်နဲ့ကုန်နေအဖွဲ့အစည်းတွေယုံနေစာတင်ကြောင်းနေ င်တော့အထက်ထန်းကျောင်းအစိုးရကျောင်းအဲ့လိုမှာဆိုရင်တော့ဒီရေးပေါ်ပက်ကင်ကြီးကို training လေးတွေပေးထားတဲ့နယ်လို့မအားတော့ထင်တယ်ဒီနေ့အဖြစ်မအားတို့အရေးပေါ်အခြေအနေတွေမှာကြုံမယ်ဆိုရင်မလိုလားအပ်ပဲအသက်ဆုံးရှုံးတာတွေကို short ချနိုင်မယ်လို့ထင်ပါတယ်